အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငလင်ဘေးပြည်ပကကူညီသည့်ကွန်တိန်နာ box များကိုအသုံးချ၍ပြည်သူများကိုစစ်ဆေးဖန်ဆီးရန်စစ်ကောင်စီလှုံ့ဆော်နေတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်စစ်ကောင်စီရုံးဆက်ရာနေပြီးတော့အဝင်နေရာတွေမှာနိုင်ငံတကာကလူတန်းထားတဲ့ကွန်တိန်နာတွေချထားပြီးမျက်နှာစကန်ဖတ်တဲ့စနစ်နဲ့စစ်ဆေးကမတင်ကားသူတွေကိုဖမ်းဆီးဖို့လှုံ့ဆော်နေတယ်လို့နေပြီးတော့အခြေစိုက်နန်းစီတဲ့ဝန်ထမ်းတွေစီကတီးရပါတယ် စစ်ကောင်စီဟာနေပြည်တော်အဝင်ဖြစ်တဲ့နေရာတွေမှာစတင်ပါလာပထမဘက်ကနေစတင်စက်သက်လှုပ်ဆောင်နေတာဖြစ်ပြီးတိုင်းနယ်ပြည်နယ်အဝင်နေရာတိုင်းမှာလှုပ်ဆောင်မှုရှိနေတယ်လို့ဆိုပါတယ်။နေပြည်တော်ကဝန်ထမ်းတယောက်ကကားနဲ့လာပြီးအဝင်မှတ်ပုံတင်ပြတဲ့နေရာမှာစတင်ပါလာကစပြီးမှတ်ပုံတင်ပြပြီးညနာကိုစကန်ဖတ်တဲ့ဆက်တွေနဲ့ညနာကိုတပ်ပုံချယူတာတွေလှုပ်လာပါတယ်။လေစိတ်မှာလဝကဖြက်ရင်ပတ်စပို့ပြစကန်ဖတ်ရတယ်လို့နေပြီးတော့အဝင်မှာမှတ်ပုံတင်ပြစကန်ဖတ်ရတာတွေလောက်ထားပါတယ် ငလင်ပေးတဲ့ပြည်သူတွေအတွက်လှူဒန်းထားတဲ့ကွန်တိန်နာပေါက်တွေကိုသူတို့ရဲ့လုပ်ငန်းသုံးဖို့အတွက်အသုံးပြုထားပြီးအဲ့ဒီပေါက်ထဲကနေကင်မရာကိုထားပြီးမျက်နှာကိုစကန်ဖတ်ယူရတယ်လို့သိရပါတယ်လို့ပြောပါတယ်။အဲ့ဒီလိုမျက်နှာစကန်ဖတ်ပြီးအချက်လက်ကြည့်နိုင်ဖို့စစ်ကောင်စီဟာရက်ကွက်ရုံတွေမှာ unique identification number UID smart card တွေလုတ်ပေးခဲ့တာဖြစ်ပြီးကနအူးအနေနဲ့နေဆက်လောက်ဝကောင်လေးစိတ်နဲ့စစ်စေးရေးဂိတ်တွေမှာစတင်အသုံးပြုခဲ့တာလို့ဆိုပါတယ်။ UND စမကတ်မှာအသက်ဆယ်နှစ်အထက်ရှိသူတွေရဲ့ electronic စနစ်ကိုကိုရေးကိုရာအချက်လက်တွေမျက်လုံးလက်ဝေးစတဲ့ဇီဝဆိုင်ရာအချက်လက်တွေကိုတဝူချင်းကောက်ယူမှတ်တမ်းတင်ထားသောခန်းန်းစိတ်လုံးပါလက်မှတ်ဖြစ်ပါတယ်။အဲ့ဒီကတ်ကိုနေဆက်ပြတ်တန်သွားလာတဲ့အပြင်ဖြီးတွင်ခရီးသွားတော့နိုင်ငံကူလက်မှတ် ပတ်စပို့လောက်တာတွေမှာယူလာရမယ်လို့စစ်ကောင်စီကပြီးခဲ့တဲ့နှစ်မတ်လကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ခရီးသွားတယောက်ကရာဇာဌာနီလမ်းမကြီးအဝင်ဝစစ်ဆေးတဲ့စစ်ဆေးရေးဂိတ်နဲ့နေပြည်တော်ဝင်တဲ့နေရာတိုင်းမှာမတ်ပုံတင်ပြယုံနေမှာဟုတ်တော့ပဲမျက်နာကိုစကန်ဖက်ပြီးစစ်ဆေးနေပြီးမိုင်းနေရာအဝင်ဝစစ်ဆေးရေးဂိတ်မှာလည်းဘောက်တွေချပြီးစစ်ဆေးနေတယ်။ အမီရဲ့မှတ်ပုံတင်ရဲကိုလူမျက်နှာနဲ့တိုက်ဆက်လိုက်တောင်းဝင်သမျှခရီးသွားကားတွေနဲ့လာတဲ့သူကောင်အိမ်စည်းကားနဲ့လာတဲ့သူကောင်ကားပေါ်ကဆင်မှတ်ပုံတင်ပြပြီးရင်ဗောက်ထဲဝင်အဲ့ဒီလိုဆင်နေတာလို့ပြောပါတယ်အရင်တုန်းကတော့နေပြည်တော်ဝင်လာသူတွေဟာကားပေါ်ကဆင်ရမှတ်ပုံတင်နဲ့လူတိုက်ဆက်တာပြီးသားရှိတယ်လို့သိရပါတယ်မတ်28ရက်ကမြန်မာနိုင်ငံမှာအင်အားပြင်းစကိုင်းကလင်ကြီးလှုပ်ခတ်သွားလို့နိုင်ငံတကာအတိုက်အဝန်းကမြန်မာပြည်သူတွေအတွက်လူသားချင်းစာနာတဲ့အနေနဲ့ထူထမ်းတဲ့ကွန်တိန်နာတွေကိုအာနာသိန်းစစ်ကောင်စီကကိုကြိုးစီးပွားအတွက်အသုံးပြုနေတာဖြစ်ပါတယ် ဆက်လက်ပြီးတာယာဝတီတွင်စစ်ခေါ်စားဖြင့်စစ်မှုထမ်းတပ်သားသည့်စုဆောင်းနိုင်ခြင်းမရှိတော့သောကြောင့်မေအင်များအထက်ထိပါဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးလာရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်ဘကူတိုင်းတာယာဝတီမြို့နယ်တွင်စင့်ခေါ်စားဖြင့်စစ်မှုထမ်းတပ်သားသည်စုဆောင်းနိုင်ခြင်းမရှိတော့သောကြောင့်နေအင်များအထက်တီပါလူငယ်များကိုဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးရန်စစ်တပ်ကပြူစောထင်းများနှင့်ရက်ွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကိုညွှန်ကြားလာကြောင်းတာယာဝတီမြို့အခြေဆိုင်ဒေသတရင်ရင့်မြစ်ကတရင်ဌာနကိုပြောပါရင် ထို့သောစစ်တပ်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခိုင်းသောအမိန်ကြောင့်တာယာဝတီမြို့နယ် အောက်လက်ပံခုံအုပ်စုအုပ်ချုပ်ရေးမှူးတင်စုကပြူစောတိများပူပေါင်းကလူငယ်များကိုနေအိမ်ထဲအထိကိုပါလိုက်လံဖမ်းဆီးလာကြောင်းဩဂုတ်လ26ရက်နေ့ညနေ6နာရီခန့်တွင်တာယာဝတီမြို့နယ်အောက်လက်ပံခုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတင်စိုးဦးဆောင်သောရာအိမ်မှူးတန်စိုးမျိုးစောတင်လှတို့ပါဝင်သောအဖွဲ့ကမြောက်ဝါလေးယုံကျွာတွင်နေထိုင်သောဦးကျော်လင်းဤသားဖြစ်သူကိုမင်းမင်းဆိုသူကိုရာအိမ်မှူးမျိုးစောဤနေအိမ်ရှိတွင်ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးပြီးအကြံဖက်စစ်တပ်ထံသို့စစ်မှုရန်အဖြစ်ပို့ဆောင်လိုက်ကြောင်းသိရပါသည် အလားတူစက်တင်ဘာလ၁ရက်နေ့ည9:00နာရီခန့်တွင်မြောက်ဝါလေးုံကျွာတွင်နေထိုင်သောဦးစော်သိန်းဤသားဖြစ်သူကိုမျိုးကျော်ကိုလည်းအုတ်ထုတ်ရိမ်မှုတင်ဆိုးဥဆောင်သောယာအိမ်မှုများနှင့်ပြူစော်ထီညာကနေအိမ်ပေါ်တက်၍ဖမ်းဆီးပြီးထွက်ပြေးရန်ကြိုးစားသည်ဟုဆိုကာဝန်ဝန်ရိုက်နှက်ခဲ့ကြောင်းရှင်းအောင်ကိုမျိုးကျော်ကိုကြိုးတုပ်၍အကြံဖက်စစ်တပ်ထံထပ်မံသွားရောက်ပို့ဆောင်ခဲ့ကြောင်းသိရပါသည် အုတ်ကြီးနဲ့ယာယီမှုတွေကအခုနောက်ပိုင်းစစ်မှုထမ်းစုဆောင်းတာတွေကအပြင်ထွက်လာတဲ့လူငယ်တွေကိုပဲမဟုတ်တော့ဘူး။နေအိမ်တဲထိပါပွင့်ဖန်းတဲ့အခြေအနေဖြစ်နေပါပြီ။အဲဒီမှာအစိုးဆုံးကအောက်လက်ဘန်ကုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတင်ဆိုကအစိုးဆုံးပဲ။နေအိမ်တဲထိပါဝင်ရောက်ရိုက်နှက်ပြီးဖမ်းဆီးတာ။သူကလက်နက်ကင်ဖြူစော်တီတွေပါရှိတော့တာယာဝတီမြို့နယ်ထဲမှာလူပါဝါဆောင်အုပ်ချုပ်ရေးမှူးပဲ။စစ်မှုထမ်းကြီးလဲကောက်တယ်လို့အိမ်ထဲထိလဲပေါ်တာဝင်ဆွဲနေပါတယ်။တိုင်ကျင်တဲ့နေရာတိုင်း လိုင်းပေါ်လဲတင်ကျဲသလောက်တင်မင်းတို့ပထွေ PDF တွေတိုင်လဲငါကယူမဆိုင်ဘူးလို့ကြွေးကြော်နေတာဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်၂024ခုနှစ်နေလာမှစတင်ပြီးစစ်တပ်ကစစ်မှုရန်အပတ်စဉ်တင်နာညကိုလဆင်ဖွင့်လှစ်ခဲ့ကြောင်းယခုလမီအောက်တိုဘာလတွင်စစ်တပ်ကစစ်မှုရန်အပတ်စဉ်၁၈ကိုဖွင့်လှစ်မည်ဖြစ်ပြီးလဆင်စစ်မှုရန်လူငယ်9000ကိုစစ်တပ်ကပုံမှန်ဖမ်းဆီးစုဆောင်ခေါ်ယူလျက်ရှိကြောင်းသိရပါတယ်ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။